မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့မှာရှိတဲ့စစ်ကောင်စီအင်အားနဲ့တပ်မိသားစုဝင်650ဦးရှိတဲ့ကျိန်ချောင်းဖြူဟာစကမ်းကြီးကိုရခိုင်တပ်တော် AA က April 17ရက်နေ့မှာအပိသက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မောင်တော်မြို့နယ်ကျိန်ချောင်းဖြူဟာစစ်စခန်းကြီးကိုလမ်းနဲ့ချီပြီးတော့ဝင်းရံပိတ်ဆို့ဖြတ်တောက်ခဲ့ပြီးတော့မက်စလာ23ရက်နေ့ကနေ ထိုးစစ်ကိုအရှိန်ဟုန်မြင့်တင်ခဲ့တယ်လို့သိရပါတယ်။ကျိန်ချောင်းဘူဟာစကန်းကုန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀၀ကျော်၊နေချားဆောင်တပ်ဖွဲ့ဝင်၄၀၀ခန်းနဲ့အတူ၎င်းတို့ရဲ့မိသားစုဝင်၁၅၀ခန်းရှိတဲ့စစ်ကောင်စီစကန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစကန်းကဘူဟာမူဒုတိယဘုံမူကြီးမင်းဆိုးနဲ့ရဲမူကြီးဝင်းမြင့်အောင်တို့ဥဆောင်ပြီးတော့ရခိုင်တပ်တော် AA ရဲ့ထိုးစစ်ကိုအသေးအံခုခံနေတဲ့ဘူဟာစကန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။ကျိန်ချောင်းဘူဟာစကန်းသိပ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအလောင်းအမြောက်အများ စစ်တုံးမန်းတချို့နဲ့၎င်းတို့ရဲ့မိသားစုဝင်တချို့ကိုဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယမ်းများစွာကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်။ရခိုင်ဒေသအန်ဘူးသီးတောင်မောင်တော်မြို့နယ်တွေမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီးတော့အေပီလ10ရက်နေ့ညနေ3:40မိနစ်အချိန်မှာအမ်းမြို့နယ်လုံးကျေးရွာရဲ့အနောက်ဘက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အင်အား90ခန့်ပါတဲ့စစ်ကြောင်းနဲ့ရခိုင်တပ်တော် AA တို့နိုင်ဝက်ခန့်ကြောင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီကမြေပြင်ကလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတို့ကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တိုက်ပွဲဟာအချိန်တိုတောင်းတော့လဲပြင်းထန်ခဲ့တယ်လို့သိရပါဗယ်။နိုင်ဝက်ခန့်ကြောင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီကအထီးကအကြဆုံးများစွာနဲ့နာပါခဌာနချုပ်ရှိရာအန်းကိုပြန်လဲတက်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အလားတူပဲ AP လ17ရက်နေ့မနက်7:30မိနစ်အချိန်မှာအန်းမြို့နယ်မင်းဘော်ရွာရဲ့တောင်ဘက်မီတာ1000ခန့်အကွာမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော် AA တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဂျိုကြားဂျိုကြားတိုက်ပွဲများနဲ့အတူအေပီလာ17ရက်နေ့ညနေ4နာရီအထိနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကမျက်မြင်9ဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲအေပီလာ10ရက်နေ့ညနေ6:55မိနစ်အချိန်မှာမောင်တော်မြို့နယ်ကံပြင်းသားစီကျေးရွာရဲ့အရှိတ်ဘူးဒီတောင်မောင်တော်ကျော်လမ်းမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော်အေအေတို့ တနအီနီးပါးကြောင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်က6ဦးသေဆုံးပြီး7ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ် တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြောက်ရီဘက်စီကိုဥတီလာတဲ့စစ်ကောင်စီရဲ့တပ်မ55စစ်ကြောင်းနဲ့ KNU ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားမှာဒီကနေ့ကော့ကရိတ်မြို့နယ်အတွင်းမှာထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကော့ကရိတ်မြို့နယ်ထဲမှာစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာဖအန်ကနေဂျုံတိုးမျိုးနယ်ခွဲဂျုံတိုးကနေတစ်ဆက်ကော့ဂရိတ်ဘက်စီကိုထွက်ခွာလာတာလို့သိရပါတယ်။အခုလိုထွက်ခွာလာရမှာဂျုံတိုးဂျုံပိုင်းမြားပတိုင်းရွာလန်းနဲ့ဂျုံတိုးကိုးတိုင်းလိုင်ဝရွာလန်းအတိုင်းစစ်ကြောင်းတွေကိုဖြန့်ခွဲပြီးတော့ကော့ဂရိတ်မျိုးစီကိုတက်လာတာလို့ဒေသခံသတင်းရင်းမြစ်တွေကသိရှိရပါတယ်။ကျုံတို့ကနေကော့ဂရိတ်စီကိုစစ်ကောင်စီစစ်ကြောင်းဖြန့်ခွဲတက်လာတဲ့အချိန်မှာကျုံတို့အခြေစိုက်ချင်းမြတ်တရဲနေဖြစ်တဲ့ခမရ ခမရ9လေး6တို့ကနေပြီးတော့လက်နက်ကြီးနဲ့ပြစ်ခတ်တာတွေရှိသလိုလေချောင်းကနေကင်းထောက်တာဘုံကျဲတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲကော့ကရိတ်မြို့နယ်အခြေစိုက်လှိုင်ဝအမြောက်ကုန်းကနေလည်းအတွဲလိုက်ပြစ်ဒုံးနေနဲ့ပြစ်ခတ်ပေးနေတာတွေရှိနေတယ်လို့သိရပါတယ်။ကော့ကရိတ်မြို့ကိုတော့ KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ထားတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းမတက်လာခင်ကတည်းကလက်နက်ကြီးအပြင်အတွဲလိုက်ဒုံးနေနဲ့မြို့ကိုကြိုတင်ပြစ်ခတ်ပြီးမှတန်ချက်ကကားတွေကဥဆောင်ပြီးတော့တက်လာကြတာလို့ KNU လက်အောက်ခံ ဟိုက်ဒရိုကောလမ်စစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ဒေတာရင်းအခြေစားတော်တော် FM ကလည်းဒီမနက်ပိုင်းကစပြီးတော့စစ်ကောင်စီစစ်ကြောင်းဟာကော့ဂရိတ်မျိုးတဲကိုဝင်လာနိုင်ပြီးတော့တော်လိုင်းအဖွဲ့တွေနောက်ဆုတ်ထားရတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေတဲ့ကော့ဂရိတ်မျိုးဟာမြဝတီမျိုးကိုအာရှလမ်းမကြီးကဆိုရင်26မိုင်ခန့်တာကွာဝေးတော့တယ်လို့သိရပါတယ်။အာရှလမ်းမကြီးကိုတော့ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေစုံမထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့် update သတင်းကတော့စစ်ကူတက်လာတဲ့စစ်ကြောင်းကိုလမ်းခုလမ်းမှာကရင်နီတော်လိုင်းတပ်ပေါင်းစုကခြေမုံတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တည်ရဲမှုဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်90ကျော်ကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ April 17ရက်နေ့မနက်၄နာရီအချိန်ကကကရင်နီပြည်နယ်ဖားကောင်းမြို့ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခြေမုံခဲ့ရမှာတည်ရဲမှုဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်58ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဘောလက်ခဲမြို့နယ်ဘက်ကနေပြီးတော့ ဖားဆောင်မျိုးဘက်ကိုစစ်ကူပေးဖို့အတွက်ခြိတက်လာတဲ့အင်အားတရာကျော်ပါတဲ့စစ်ကောင်စီရဲ့ခြေလင်းစစ်ကြောင်းကိုပါပူရွာအနီးမှာကရင်နီတော်လိုင်းတပ်ပေါင်းစုကတိုက်ခိုက်ချေမုန်းခဲ့ခြင်းဖြစ်တယ်လို့ကလာလာတာတာဝန်ရှိသူတို့ကပြောပြခဲ့ပါတယ်တက်ရဲမှုရောဒူရဲမှုရောပဲ58ဦးစစ်တုံးပန်းဒဏ်ရာရတာတွေတချို့တော့ရှိပါတယ်ကျွန်တော်တို့ရဲဘော်တွေကစစ်သားတွေကိုစေကုပေးနေတယ်စစ်ကြောင်းတစ်ခုလုံးကိုဖမ်းလိုက်ပြီလို့ပြောဆိုခဲ့ပါတယ်ကရင်နီလူမျိုးပေါင်းစုံပြည်သူလွတ်မြောက်ရေးတပ်ဦးကလာလာတာကရင်နီတပ်မတော် KA ကျဲဖြူတပ်ဖွဲ့ KNS ဆို ကရင်ဒီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖားဆောင်မြို့အခြေစိုက်စေကောင်စီရဲ့ခလာရ134တိုင်ရင်နဲ့ခလာရ135တိုင်ရင်တို့ကိုကရင်ဒီတော်လိုင်းတပ်ပေါင်းစုကပိတ်ဆို့တိုက်ခိုက်လျက်ရှိရာနှစ်လကျော်ကြာကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်စေကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖားဆောင်မြို့ရဲ့80ရာခိုင်နှုန်းဟာမိလောင်ပျက်စီးခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးပြုလုပ်တဲ့ရန်ကုန်တိုင်းကြံမန်းတပ်များစီကားစီရေးအတွက်မြို့နယ်တစ်ခုမှာလူဦးရေ90ပါတဲ့ရေပတ်ခံကားတွေနဲ့အလဲအပတ်ထွက်ဖို့အတွက်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စီပင်သာရေးဝန်ထမ်းများဌာနဆိုင်ရာဝန်ထမ်းများဟာမြို့နယ်တွေအလိုက်မန်းတပ်ရှိရင်တွားရောက်ရေကစားကြရမှာဖြစ်ပြီးတော့ ရေကစားရမယ့်မန်တပ်မရှိရင်ရန်ကုန်တိုင်းပြည်သူရင်မြင်တဲ့ရန်ကုန်မြို့တော်ခမ်းမရှိမှရှိတဲ့ကြကြံမန်တပ်များကိုခြေကျင်ဖြစ်စေရေပက်ခံကားနဲ့ဖြစ်စေရေကစားကြရမှာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်ပြည်သူရင်မြင်မှာတိုင်းအဖွဲ့ကရေပက်မန်တပ်တွေနဲ့ဖျော်ဖြေရေးစင်တွေဆောက်လုပ်ထားလို့မြို့နယ်တိုင်းကတမြို့နယ်ကိုလူဦးရေ90ခန်းနဲ့ရေပက်ခံကားတွေအလှည့်ကျထွက်ခိုင်းနေတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီလက်အောက်မှာရှိတဲ့ထောင်ထဲချီတဲ့စီပင်ဝန်ထမ်းတွေကိုလည်းအခုတကြံကာလအတွင်းမှာ ဌာနဆိုင်ရာရေကစားမတ်တပ်တွေကိုတွားရောက်ပျော်ပါကခုံကြဖို့နဲ့လိုအပ်တဲ့နေထွက်စရိတ်တွေကို ထုတ်ယူနိုင်တယ်လို့ညွှန်ကြားပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့မှာစစ်ကောင်စီကခန့်အပ်ထားတဲ့ပြည်နယ်ဝင်ကြီးများစီးတဲ့ကားနှစ်စီးကိုအေပီလ12ရက်နေ့မနက်ပိုင်းမှာ CDF ဟာခါကပြစ်ခတ်တိုက်ခတ်ခဲ့တဲ့အတွက်ကားပေါ်မှာလိုက်ပါလာတဲ့6ဦးဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စစ်ကောင်စီကခန့်အပ်ထားတဲ့ဝင်ကြီးတွေဟာအေပီလ12ရက်နေ့မှာ ရုံတက်ဖို့အသွာမနက်9:00နာရီခွဲနဲ့9:30မိနစ်ကြားမှာဟာခါမြို့မြို့သစ်ရက်ကွက်လမ်းစုံမှာတိုက်ခိုက်ခံရတာလို့သိရပါဗျ။ AP လ12ရက်နေ့မနက်မှာ CDF ဟာခါကမြို့တွင်းစစ်ဆင်ရေးတွေလုပ်ခဲ့တယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီကခန့်အပ်တဲ့စီးပွားရေးဝန်ကြီး၊လူမှုရေးဝန်ကြီး၊လူမှုရေးဝန်ကြီးရဲ့ဇနီး၊လူမှုရေးဝန်ကြီးရဲ့ရင်မောင်းနေလုံးဝန်ကြီးရဲ့ကိုပိုင်လုံခြုံရေးတာဝန်ယူထားတဲ့စစ်သားတအုပ်နဲ့ရဲတပ်သားတအုပ်တို့ဒဏ်ရာရခဲ့တယ်။ သူတို့ဒဏ်ရာတွေကဘလောက်တိုက်ထားရှိလဲဆိုတာသူတို့ကိုယ်တိုင်အသိဆုံးပဲဖြစ်မှာပါလို့ CDF ဟာခါ supporting committee ကတာဝန်ရှိတဲ့ဦးရှံကုန်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ AP လ12ရက်နေ့ညနေပိုင်းမှာအတီးပေးထားတယ်လို့သိရပါဗျ။ AP လ12ရက်နေ့မနက်ပိုင်း9နာရီခွဲလောက်ကနေပြီးတော့ပြစ်ခတ်တန်းတွေကြားနေရတယ်။ပြစ်လိုက်ပြန်ရက်လိုက်နဲ့10နာရီနီးပါးအထိကိုပြစ်ခတ်တန်းတွေကြားနေရတယ်။စစ်ကောင်စီရဲ့ရုံးတောင်ပေါ်စခန်းကနေလည်းလက်နက်ကြီးနှစ်ချက်လောက်ပြစ်လိုက်သေးတယ်လို့ဟာခါမျိုးဈေးဟောင်းရက်ကွက်မှာနေထိုင်သူတို့ကပြောဆိုထားပါဗျ။ စစ်ကောင်စီကခန့်အပ်ထားတဲ့ဝင်ကြီးနှစ်ဦးကိုသူတို့ယုံတက်တဲ့လမ်းမှာ CDF ဟာခါကတိုက်ခိုက်လို့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေရှိခဲ့တယ်လို့လည်းချင်းလူခွင့်ရေးအဖွဲ့ချုပ် CHRO က AP လ12ရက်နေ့မှာထုတ်ပြန်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ match လအတွင်းမှာ CDF ဟာခါအနေနဲ့မျိုးရင်းစစ်စင်ရေးများကိုဇက်တိုက်ပြုတ်လုခဲ့ရာစစ်ကောင်စီလက်အောက်ခံရဲတပ်သားတချို့ကိုလက်နက်များနဲ့အတူဖမ်းဆီးရမိတာတွေရှိတယ်လို့တချို့ကလည်းလက်နက်တွေနဲ့အတူ CDF ဟာခါထံကိုလက်နက်ချလင်းဝင်လာတဲ့သူတွေလည်းရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ